င်္ဂအင်ရှင်ပြင်လက်ခံကျင်းပသွားမယ်33ကြိမ်မြောက်ရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုအားကစားအဖွဲ့ကအားကစားနည်း38မျိုးပါဝင်ရှင်ပြိုင်သွားမယ်လို့သိရပါတယ်ပြိုင်ပွဲကိုဒီဇင်ဘာလ9ရက်နေ့ကနေ20ရက်နေ့အထိထိုင်းနိုင်ငံကအင်ရှင်ပြင်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်33ကြိမ်မြောက်ရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာအားကစားနည်း54မျိုးထည့်သွင်းကျင်းပသွားမယ်လို့သိရပါတယ်2023ခုနှစ်ကမ္ဘောဒီးယားနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့တဲ့32ကြိမ်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲမှာတော့ မြန်မာကိုစားပြုအားကစားအဖွဲ့ဟာပြိုင်ပွဲအားကစားနေစုစုပေါင်း16နှစ်အထိဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးရွှေတစိမ့်21စုငွေတစိမ့်25စုကြေတစိမ့်68စုစုစုပေါင်း134စုရရှိခဲ့ပါတယ်။33မြောက်စီးကိန်းမှာလည်းမြန်မာအားကစားအဖွဲ့ဟာဘောလုံး၊ဖူဆယ်နဲ့ဗောလီဘောပါဝင်အားကစားနေ38မြို့မှာပါဝင်ရှင်ပြိုင်နိုင်မှုအတွက်လေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။ လက်ရှိမှာလည်းသက်ဆိုင်ရာအဖွဲ့ချုပ်တစ်ခုချင်းစီအလိုက်လေ့ကျင့်ပြင်ဆင်မှုတွေလည်းဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်။ပြိုင်ပွဲကလာသိမ့်မလို့တော့တဲ့အချိန်မှာမြန်မာအားကစားအဖွဲ့အနေနဲ့အခုနှစ်ပြိုင်ပွဲမှာနိုင်ငံကိုစားပြုစုတစိုက်တွေဆက်လက်ယူဆောင်ပြီးတော့အကောင်းဆုံးရလဒ်ကိုပုံဖော်သွားနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပါ။စီကိန်းပြိုင်ပွဲမှာဆိုရင်လက်ရှိမှာရှီတောင်အာရှဒေတာတွင်းနိုင်ငံပေါင်း17နိုင်ငံကသက်ဆိုင်ရာအဖွဲ့အစည်းတွေကိုစားပြုရှင်ပြိုင်တဲ့အဆင့်မြင့်တန်းအားကစားပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ တမိုင်းမှတ်တမ်းတွေရရှိတောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ Southeast Asian Peninsula Games အမည်နဲ့1959ခုနှစ်ကနေ1985ခုနှစ်ထိ၈ကြိမ်တိုင်တိုင်ပြုလုပ်ကျင်းပခဲ့တဲ့ပြိုင်ပွဲဖြစ်ပါတယ်။